မမွေသေးတဲ့သားလေးကနမိတ်ကြီးတစ်ခုနဲ့လူလောကရဲ့ရောက်လာတဲ့သူတော်ကောင်းလေးဆိုရက်စီဖြူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။တအုပ်ပဲဖြစ်ဖြစ်တနောင်းပဲဖြစ်ဖြစ်တသိန်းလုံးအကဲပွနေတဲ့စီဖြူကတော့အခုဆိုရင်မမွေသေးတဲ့သားလေးကသူတော်ကောင်းလေးဆိုတာနမိတ်ကြီးတစ်ခုနဲ့ရှင်းပြီးပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။စီဖြူကတော့ကလေးနဲ့ပတ်သက်ရင်ဘလောက်အကဲပိုလဲဆိုတာပရိသတ်ကြီးတို့လည်းသိကြမယ်ထင်ပါတယ်။ပထမသမီးလေးကိုကိုဝင်စားရှိတော့ကဆိုရင်လည်းလက်မထက်ခင်ကိုဝင်ရတာတော့ကုံယူပြီးအကဲပိုခဲ့သူလည်းဖြစ်ပါတယ်။ မယူခင်မှာကိုဝင်ရလို့လူတွေဝေဖန်မှာကမစိုးရိမ်ပဲကိုဝင်ရလို့တမိသားစုလုံးပျော်ရွှင်နေကြတဲ့အထီးပါပဲတမိဦးလေးတို့ကလည်းလူလောကကိုသာသနာပြုဖို့သူအတော်ပြန်ဝင်စားတာဆိုပြီးဂုဏ်ယူခဲ့သလိုသားလေးအလှယ်မလေးသူတော်ကောင်းတယောက်ဆိုပြီးရုတ်တီကြီးနဲ့ဂုဏ်ယူစွာပြောလာခဲ့ပြန်ပြီလည်းဖြစ်ပါတယ်စီဖြိုတို့မိသားစုကကိုဝင်တခါရတဲ့အကဲပိုတဲ့မိသားစုကြီးပါနော်တမိလေးကိုရတော့ကတသိမ့်လို့အကဲပိုခဲ့သလိုသားလေးအလှယ်မတော့မျက်စိနောက်တဲ့အထီးပါပဲ စီဖြိုကသူ့ရဲ့ဇနီးဒုတိယကိုဝင်ဆောင်ပြီးဆိုရဲကအပြော်လွန်ပြီးအကဲပိုးခဲ့သလိုကလေးကယောက်ျားလေးဆိုရာသိတဲ့အချိန်မှာတော့တမိသားစုလုံးကအယုံမတက်ပါပဲညီကိုနှစ်ယောက်ကကလေးတွေအပြိုင်မွေးနေကြပြီးမယ်အကုံလုံးကမိန်ကလေးတွေကြီးပဲမို့တားယောက်ျားလေးကိုလိုချင်နေကြတာကြားပါပြီဒုတိယကိုဝင်ရှိတာကိုဆက်စပ်သိချင်ပါလေသူကိုဝင်ဆောင်နေသလားလို့ထင်မှရအောင်အကဲပိုးခဲ့သလိုတားလီလာတမိလီလာဆိုပြီးတိရမဲ့အချိန်မှလည်းအေလိုရောင်မပြောတဲ့အထိဖြစ်ခဲ့တာပါ ဇီဖြိုကမကြခင်မှာမွေးဖွားလာမဲ့ကလေးလေးကပါလိပဲဖြစ်ဖြစ်ကျမဆိုပြီးပြောနေပြီမင်းသားလေးလိုချင်လို့အဲ့လိုတော့မပြောရဲအထီးပါပဲသူမျောလင်ထားတဲ့အတိုင်းပဲကိုဝင်းကတာယောက်ချလေးဆိုရာတီးတီးကျမဇီဖြိုကလည်းဝမ်းသာပျော်ရွှင်လို့ထားခုံမီငိုနေတဲ့အထီးကိုပျော်ရွှင်ခဲ့ကြတာပါတာလီရရင်ယဟန်းခံပြီးလို့ရပြီဆိုတဲ့စိတ်နဲ့ပီတိဖြစ်ခဲ့တာလည်းဖြစ်ပါတယ်ဇီဖြိုကတော့လိုချင်တဲ့တာလီရတော့မှမဟုတ်အခုဆိုရင်ညမအိတ်ဖဲနာမည်စဉ်းစားနေတဲ့အခြေအနေပါပဲနော် ဒါနဲ့ပတ်သက်ရင်ယူတော့လုံးလုံးဘေးကချင်းရင်တော့ယူနေပြီလားမှန်ရတဲ့စီဖြိုးကအခုဆိုရင်သူ့သားလေးကသူ့တော်ကောင်းတယောက်ဆိုတာပြောပြလာလို့ပရိသတ်တွေပြောစရာစကားပြောင်းနေရပြီလေဖြစ်ပါတယ်။လာချင်းကောင်းတဲ့သူ့သားလေးကနမိတ်ကြီးတစ်ခုနဲ့လူလောကရင်ရောက်လာတာမို့ဧကံမုတ်ချသူ့တော်ကောင်းတယောက်ဆိုတာကိုအားလုံးသိအောင်ပြောပြလာခဲ့ပါပြီ။မမွေသေးတဲ့သားလေးကိုသူ့တော်ကောင်းလေးလို့ဘာလို့ပြောရတာလဲဆိုတော့ကလေးကဘာလေးလဲဆိုတာမသိခင်နေ့တနေ့ကဖြစ်ပေါ်လာတဲ့နမိတ်ကြောင့်ပါပဲ။ တို့ပွဲမလောက်ခင်နေမှာပဲတို့ကောင်းနေမွေးဖွားတော့မယ်ဆိုရင်ဖြစ်ပေါ်တဲ့နမိတ်ကြီးတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အရာကတော့နမိတ်ကျန်းနေမှာပါတဲ့တို့ကောင်းမွေးတော့မယ်ဆိုရင်မိုးသက်လေးပြင်းကြလာတာပါပဲ။အဲဒီနမိတ်အတိုင်းပဲသူ့သားလေးအကြောင်းမကြင်ညာခင်ရကရန်ကုန်မြို့ကြီးမှာမိုးသက်လေးပြင်းကြခဲ့တယ်လို့တို့အိမ်ကတစ်ပင်တွေပါအမြင့်ကကျွတ်ထွက်ခဲ့တာမို့သူ့သားလေးကတို့ကောင်းတယောက်ဖြစ်တယ်ဆိုပြီးတအပ်ပြောလာခဲ့တာလည်းဖြစ်ပါတယ်။သူကိုယ်တိုင်လည်းသူ့သားလေးကိုလာချင်းကောင်းတဲ့တို့ကောင်းလေးလို့သတ်မှတ်ထားတယ်လို့ သူရဲ့အဖေကလည်းမမွေးသေးတဲ့သူမြေကကျွတ်စင်ကြီးသူတော်ကောင်းလေးဖြစ်မှဆိုပြီးဂျင်းသေးပြောခဲ့တာလည်းဖြစ်ပါတယ်။သူတို့တမိသားစုလုံးကတော့မမွေးသေးတဲ့ကလေးကြောင့်နမိတ်ကြီးပေါ်လာတာမို့တေချာပေါက်သူတော်ကောင်းဆိုပြီးပြောနေကြပြီမေပရိသတ်တွေကြားမှာတော့ပြောစရာဖြစ်နေပါပြီနော်။မောသက်လေးပြင်းကြပြီမွေးတိုင်းသူတော်ကောင်းဆိုရင်နာခင်မှာမွေးရက်ကလေးတိုင်းကရောသူတော်ကောင်းနေပဲလားဆိုပြီးပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ပရိသတ်တို့ရဲ့အမြင်ကိုလည်းကောင်းမမှန်ဝင်ရောက်ရေးသားပေးခဲ့ကြပါအောင်ရှင်။